လူတရားမှတယောက်တော့ကပဲဘီလီယံနာဖြစ်တယ်။ဘီလီယံနာတရားမှ80လောက်ကဒီနေပဲကနေဝေရှာကြတယ်။ကျန်တဲ့အယောက်20ကလည်းဒီနေပဲတစ်ခုနဲ့ဆက်ဆက်နေရယ်။ချမ်းသာခြင်းလား။ဒီနေပဲကိုမျက်ခြေမပြတ်နဲ့။ဒီနေ့တလန်ပကံပဲရွေ့မလဲဆိုပေမဲ့ပကံရှိတဲ့ဘက်ကိုရွေ့နေဖို့တော့လိုတာပေါ့။လူတွေမချမ်းသာကြတာမကြိုးစားလို့မဟုတ်ဘူး။ဘယ်နေရာမှာစူးစမ်းရမယ်မှန်းမသိကြလို့ပါ။ စမှုဒေါ်လာရင်းခက်ကံဒီယနေ့ AI ခက်အထိလူချမ်းသာတွေငွေသောသောခက်တဲ့နေပေတစ်ခုအကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။မြန်မာပြည်ကတထေးအများစုကနေချင်းမွေးပြီးညာချင်းကြီးကြတယ်ဆိုရင်သူတို့အသုံးပြုသွားတာအိမ်ချမ်းပြီးပြည့်ရမယ်ပါ။နိုင်ငံသားမှနေပြီးတစ်သလုံးအလုပ်လုပ်ရင်တော့မပိုင်ဆိုင်နိုင်တဲ့အိမ်နေချမ်းတွေသူတို့စီမှာရှိကြပါလိမ့်။အိမ်ချမ်းပြီးနေပေမှာဝင်ငွေလမ်းကြောင်းနှစ်ခုရှိပါလိမ့်။တစ်ခုကအငှားလမ်းကြောင်းပါ။ လူနေများတဲ့အစည်းအဝေးရဲ့အချက်အချာကြတဲ့နေရာမှာဝယ်ထားပြီးနှားဆိုင်နှားကနေတင်ချမ်းသာပါလိမ့်။အမူနာအနည်းနဲ့လဲတန်းစမ်းကြောင်းမြို့လေကောင်တွေကိုလေ့လာကြည့်လိုက်ပါ။နောက်ဝင်ငွေတစ်ခုကတော့ leverage လို့ခေါ်တဲ့ညည်စေးတက်တဲ့လမ်းကြောင်းပါ။သိန်းတရာနဲ့ဝယ်ထားတစ်နှစ်လောက်ကြာတော့ငွေပြူပြကျင်တဲ့သူကိုသိန်း3000လောက်နဲ့ပြန်ရောင်းကြတာမျိုးပါ။တို့ပေမဲ့ pyramid ဆိုတဲ့အတိုင်းထိတ်ဆုံးကများများရင်းနိုင်သူနဲ့အောက်ခြေကမဆိုးစလောက်လေးရင်းနှီးသူကြားဝင်ငွေနဲ့စဘွားပမာဏကတော့မိုးနဲ့မြေကွာခြားလွန်ပါလေဘလို့ပဲဖြစ်ဖြစ်ချမ်းသာခြင်းရင်တော့ အင်ချမ်းမြေနယ်ပယ်ကိုမျက်ခြေမပြတ်လေ့လာပါအောင်မြင်ရေးဆရာတွေလို for sure တွေလျှောက်ပြောနေမှာမဟုတ်ပဲအမှန်တကယ်လက်တွေ့အသုံးတည့်မဲ့သဘောတရားတွေကိုပြောပြပေးမှာမဟုတ်လို့ကျွန်တော် channel လေးကို subscribe လုပ်ထားပေးဦးနော်